ပြည်တွင်းသတင်းသဘောအနေနဲ့ရွေးကောက်ပွဲစောင့်ကြည့်သူတွေစေလွတ်ပေးဖို့မြန်မာစစ်အစိုးရကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်းခံတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ရှင်။ကုလသမဂ္ဂအပါအဝင် နိုင်ငံအများစုရဲ့အတိအမှတ်ပြုခြင်းမခံရတဲ့စစ်ကော်မရှင်ကရွေးကောက်ပွဲကိုဘင်္ဂလားဒေ့ရှ်ကနေစောင့်ကြည့်သူတွေစေလွတ်ပေးဖို့တောင်းခံစာတစ်စောင်ကိုရေးသားပေးပို့ခဲ့တယ်လို့သိရပါဗျ။ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့စစ်အစိုးရဟာဒီဇင်ဘာလမှာကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲအတွက်စောင့်ကြည့်သူတွေစိတ်လွတ်ပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတောင်းဆိုခဲ့ပေမဲ့ဘင်္ဂလားဒေ့ရှ်ကလက်တလောမှာတုတ်ပြတ်မှုမလုပ်သေးဘဲတိတ်ဆိတ်နေတယ်လို့ပျော်ထောင်အာလောင်သတင်းမှာရေးသားထားပါတယ်။တန်တမန်အရေးအမြင့်တွေရဲ့အဆိုအရမြန်မာနိုင်ငံဟာမကြသေးမီကဒါကာကိုရွေးကောက်ပွဲစောင့်ကြည့်သူတွေစိတ်လွတ်ပေးဖို့တရားဝင်စာတစောင်ပို့ခဲ့တယ်လို့သိရပါတယ်။ 2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်အာဏာသိမ်းပြီးနောက်မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုပထမအကြော့အနေနဲ့ဒီဇင်ဘာ28ရက်မှာကျင်းပသွားမှာဖြစ်ပြီး2026ဇန်နဝါရီ17ရက်မှာဒုတိယအကြော့ကျင်းပသွားမယ်လို့သိရပါတယ်။ နိုင်ငံရေးပါတီ55ခုခန့်ရွေးကောက်ပွဲအတွက်မပုံတင်ထားပြီးကိုကူကတနိုင်ငံလုံးနေရာအများမှာရှင်ပြိုင်ကြမယ်လို့စစ်အစိုးရရဲ့ဘင်္ဂလားဒေ့ရှ်ကိုပေးပို့တဲ့စာမှာဖော်ပြထားတယ်လို့သိရပါတယ်။စစ်အာဏာပိုင်တွေဟာမတမရွေးကောက်ပွဲကတဆင့်တရားဝင်မှုကိုရှာဖွေဖို့အပြင်းအထန်စူးစမ်းနေပြီးဒီဇင်ဘာလမှာစတင်မဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားဝင်မျှတမှုရှိမှာမဟုတ်ဘူးလို့ကုလရဲ့အစီရင်ခံစာကသတိပေးထားပါတယ်။